မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ17ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းအရာတော်မြို့ကိုစစ်အာဖြစ်တင်းရန်သွားတဲ့စစ်ကောင်စီရဲ့ရင်တန်းကိုတိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သား16ဦးသေဆုံးပြီးစစ်တုံးမှ9ဦးကိုဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ9ရက်နေ့မနက်10:30မိနစ်ကနေနေ့လယ်12:00နာရီအချိန်ထိမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေအရာတော်မြို့ကိုစစ်အာဖြစ်တင်းရန်သွားရောက်တဲ့ စစ်ကား၁၀စီးနဲ့စစ်ကြောင်းကိုမုံရွာအရတော်နမ်းပိုင်းတန်နီယာမှာဂျားဖြတ်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၁၆ဦးသေဆုံးပြီးစစ်တုံးမှ9ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများစီးနေလိုက်ပါလာတဲ့ကားကြီး၅စီး120မမဟာဝေဇာအမြောက်ဆန်15လုံး RPG ဘုံးဒီအလုံး20 5.56G 4000တောင်း 7.62G 5000တောင်း drone ဘုံးဒီ20လုံး 60မမဘုံဒီ28လုံးမိုင်းမျိုးစုံ30နင်းမိုင်း45လုံးဂျမ်းမာဆက်ကြီး3လုံးဆက်သိန်း2လုံး G3 အမျိုးအစားတနက်2လမ်း MA4 အမျိုးအစားတနက်2လမ်းဦးစီးအမျိုးအစားတနက်2လမ်း40မမဘုံဒီ3လုံးကြောပွဲ5လုံး uniform နှစ်စုံနဲ့အတူအခြားဆက်ဆက်ခဲရန်ပစ္စည်းများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာမုံရွာမျိုးနဲ့ကြောက်စစ်ပုံအမြောက်တပ်ကဟောက်ဝဇာလက်နက်ကြီး5လုံးနဲ့ပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တဲ့အပြင် မြေပြင်စစ်ကြောင်းများကလည်းစစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအူးမြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တအူး BLDF မုံရွာခရိုင်ဘျူဟာ66စစ်ကြောင်းမုံရွာခရိုင်အမှတ်19 26 27တပ်ရဲမုံရွာခရိုင်တပ်ရဲ20 22 28 29 24အရာတော်မြို့နယ်ပကဖာအရာတော်မြို့နယ်ပကဖာတိုက်နယ်အမှတ်10 7မုံရွာမြို့နယ်ပကဖာတိုက်နယ်အမှတ်1အရာတော်မြို့နယ်ပလဖာ Golden Eagle Force, Venomous Revolution Force, Special Revolution Force အဖွဲ့များနဲ့အတူအခြားမဟာမိတ်အဖွဲ့များကပူးပေါင်းပြီးတော့တိုက်ပွဲဝင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြိုင်စစ်ရိတ်ခါပို့တဲ့ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရောင်းခလိုက်ရ235တက်ကတက်ချက်ဆိုးထိုက်ဦး6ရောက်ပြတ်တေဆုံးသွားပြီးတော့၎င်းရဲ့အလောင်းကိုလမ်းမေးမှာစစ်တပ်က ဖြစ်တယ်လို့မြေဖို့တကြိုခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့ညနေ3:30မိနစ်အချိန်မှာပခုတ်ကူကနေမြိုင်မျိုးကိုရိတ်ခါလာပို့တဲ့စစ်ကောင်စီရဲ့ရင်နှန်းလုံခြုံရေးအတွက်စစ်တောင်းထိုးလာတဲ့အချိန်ခလာရ1:35တက်ရင်ကတက်ချက်ဆိုးထိုက်ဦးဟာမိုင်းထိမှန်သွားတယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ဇန်နဝါရီလ10ရက်နေ့မနက်3:00အချိန်မှာတေဆုံးသွားတယ်လို့သိရပါတယ်။ဒါကြောင့်ကြောက်ဆောက်ချေးရွာကားလမ်းမှာဘေးမှာခလာရ1:35ရဲ့ခိတ္တတက်ရင်မှုဘုံမှုမင်းကျော်အောင်က အမိန်ပြန်ပြီးတော့မြေဖို့တကြိုခဲ့တယ်လို့သိရပါတယ်ဇန်နဝါရီလ10ရက်နေ့ညနေ3နာရီမှာကြောက်ဆောက်ကြီးပါကားလမ်းမဘေးမှာစစ်ခွေးတက်ကြဆိုးထိုက်ဦးရဲ့အလောင်းကို6တောက်တစ်ဖက်ပြတ်နေတွေ့ခဲ့ရတယ်အလောင်းကိုဂေါ်ကားနဲ့မြေဖို့ထားခဲ့တယ်တော်လိုင်းတက်တရဲ့မိုင်းထိပြီးတော့တေဆုံးသွားတာပါလို့ဘုံမွေဟောက်ကရှင်းပြထားပါတယ်ပခုတ်ကူကနေမြိုင်ကိုလက်နက်နဲ့ရိတ်ခါပို့တဲ့စစ်ကောင်းစီရဲ့ရင်နှန်းဟာဇန်နဝါရီလ9ရက်နေ့ကစတင်ပြီးတော့အင်မင်ကျေးရွာကနေစတင်ထွက်ခွာလာခဲ့ရာဇန်နဝါရီလ6ရက်နေ့မှာ ကိုင်းရွာချောင်းခွေမှာရပ်တန့်ပြီးတော့မိုင်းရှင်းလင်းခဲ့တယ်လို့သိရပါဗါးအဲ့ဒီမိုင်းရှင်းလင်းရေးအဖွဲ့ကိုကိုင်းဆယ်တဲ့အယောက်မိုင်းခွဲပြီးတော့တိုက်ခိုက်ခဲ့ရစစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီးစစ်သားအများအပြားခြေတွေလက်တွေပြတ်သွားတယ်လို့သိရပါတယ်အဲ့ဒီအချိန်မှာရော့ကန်များနဲ့ထမှန်ပစ်ခတ်တိုက်ခိုက်ရစစ်သားများထိမှန်ခဲ့ပြီးတော့စစ်သားတအုပ်ထမှန်သေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ဘီလင်းမြို့နယ်လကွန်းပြိုစစ်စခန်းကစစ်ကောင်းစီတပ်သား16ဦးဟာလက်နက်မျိုးစုံ15လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့မနက်ပိုင်းမှာဘီလင်းမြို့နယ်လကွန်းပြိုစစ်စခန်းကစစ်ကောင်းစီတပ်သား16ဦးဟာတော်လိုင်းပူပေါင်းတပ်ဖွဲ့အများထံကိုချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်လာခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းစစ်ဒေသစစ်ဒေသခွဲအမှတ်2မှာရှိတဲ့ PDF ရဲဘော်များကကြိုးစုံခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီအလင်းဝင်လာတဲ့စစ်ကောင်းစီတပ်သား16ဦးဟာ80မမတလက်60မမတလက် 50မမတလက်ဆက်လက်တလက်စနိုက်ပါတနက်တလက် MA1 တနက်9လက် MA2 တနက်တလက် MA3 တနက်တလက် MA4 တနက်တလက်တို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ကြံရှိနေသေးတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများအနေနဲ့လည်းစစ်အာဏာရှင်ကိုဆန့်ကျင်ပြီးပြည်သူလူထုအပေါ်ကိုအကြမ်းဖက်လုပ်ရက်များထပ်မံပြီးတော့လှုပ်ဆောင်ခြင်းမပြုတော့ဘဲအခုလိုမျိုးပြည်သူကာကွယ်တပ်မတော်ထံမှလာရောက်ပြီးတော့ချိတ်ဆက်ပူးပေါင်းကြရန်တောင်ပိုင်းစစ်ဒေသကတိုက်တွန်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်လက်ခတ်တောင်တာဝါရိုင်းစခန်းကိုစစ်ကူလာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာဗိုလ်ကြီးအဆင့်ရှိတဲ့သူယာယီစစ်ကြောင်းမှုအပါအဝင်၈ဦးကျော်တိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ9ရက်နေ့မနက်6:00နာရီကမှလောင်းလုံးမြို့နယ်လက်ခတ်တောင်တာဝါတိုင်းစခန်းကိုစစ်ကူလာတဲ့အင်အား40ခန့်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုစမ်းလမ်းကြည့်ရွာအနီးမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ၄နာရီကျော်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကဗိုလ်ကြီးအဆင့်ရှိတဲ့သူယာယီစစ်ကြောင်းမှုတအုပ်အပါအဝင်၈ဦးကျော်သေဆုံးပြီး၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။လောင်းလုံးမြို့ကမျိုးဆောင်တပ်ပါအဲ့ဒီမျိုးဆောင်တပ်ကပတ်ကင်းအမြဲတမ်းထွက်တယ်အဲ့ဒါကိုချောင်းမြောင်းပြီးတော့တိုက်ခိုက်ခဲ့တာ စစ်သင်းဘောကဆန်းလန်းပင်လယ်ပြင်နားကနေပြီးတော့လှမ်းပြက်ပေးနေတယ်ခွင်းစစ်ကြောင်းကထွက်လာတော့ကအယောက်40လောက်ပါတာထွက်လာတဲ့အချိန်မှာကျွန်တော်တို့နဲ့ထိတွေ့မှုဖြစ်တော့၈ယောက်ကတေသွားတယ်ဆိုတော့30ကျော်လောက်ပဲလောင်းလုံးမြို့တွေကိုပြန်ဝင်ပြေးသွားတယ်လို့ဒဝဲ KI တပ်ပေါင်းစုကတာဝန်ရှိသူကရှင်းပြထားပါတယ် အဲ့ဒီတိုက်ပွဲအတွင်းမှာလောင်းလုံးမြို့နယ်ဆန်းလန်ချေးပါနီးမှာရှိတဲ့ပင်လယ်ပြင်မှာနေရာယူထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရေဒတ်စစ်သင်းဘောကလည်းလက်နက်ကြီးပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့ကာကျန်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာလောင်းလုံးမြို့တွင်းကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဒဝဲခိုင်တပ်ပေါင်းစုရဲ့ဦးဆောင်မှုနဲ့ရွေဦးပြောက်ကြားတပ်ဖွဲ့နဲ့အတူပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ရွေဦးပြောက်ကြားတပ်ဖွဲ့ကရဲဘော်တအုပ်ဟာတိုင်းပြည်နဲ့ပြည်သူလူထုအတွက်မြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါတယ်။ ဒဝဲခိုင်တပ်ပေါင်းစုအနေနဲ့ရှေ့ဆက်ပြီးတော့စစ်ရဲအရှိန်ဟုန်မြင့်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်ဒဝဲခိုင်တပ်ပေါင်းစုကပြုလုပ်လျက်ရှိတဲ့ကြီ9000ရရှိရေးကမ်ပိန်းမှာတော်လန်ပြည်သူများကနေပြီးတော့ပူပေါင်းပါဝင်ပေးကြရန်တိုက်တွန်းနှိုးဆော်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့နယ်မှာခီးသွွားပြည်သူများကိုဖမ်းဆီးပြီးတော့အတရတမငွေညှစ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီဘက်က၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့နေ့လယ်7:00နာရီခွဲအချိန်ကမှချောင်းဦးမြို့နယ်နတ်ရေကန်နဲ့ရေပိုးစားကြီးပြားကြားမှာခီးသွွားပြည်သူများကိုဖမ်းဆီးပြီးတော့ ငွေကြေးတောင်းခံနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီးကြန့်ရှိနေတဲ့စစ်သားများကလမ်းဘေးဝဲရာကိုရန်တမ်းပစ်ခတ်ခဲ့တော်လဲတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။နိုင်ရီကန်နဲ့ရေပိုးစားကြီးရွာကြားမှာစစ်ခွေး14កងကပြည်သူတွေကိုမတရားဖမ်းဆီးငွေညစ်နေလို့ကျွန်တော်တို့တွေတွားရောက်ပြီးတော့တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုမှာတော့စစ်ခွေး3កងသေးတယ် ိုက်ခိုက်မှုဖြစ်ပြီးတော့စစ်ခွေးတွေကလက်နဲ့ငယ်လေးနဲ့ရန်တမ်းပစ်ခတ်ခဲ့ပေမဲ့ကျွန်တော်တို့ရဲဘော်တွေအထီးကိုက်မရှိဘဲနဲ့စုတ်ခွာနိုင်ခဲ့ပါတယ်လို့ဒေါင်းစစ်တီပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်နဲ့စင်ကူးမြို့နယ်တို့ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူများနဲ့တော်လှန်ရေးရဲဘော်များထိခိုက်သေးဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ10ရက်နေ့ည7:00နာရီကန်းကနေ7:00နာရီအထိတပိတ်ချင်းမြို့နယ်အတွင်းမှာရှိတဲ့ရွှေလုတ်ကွက်များနဲ့ဇန်နဝါရီလ9ရက်နေ့မှာ စင်ကူးမြို့နယ်အတွင်းမှာရှိတဲ့ကန်တောင်ရွာကိုအကြမ်းမဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူများနဲ့တော်လိုင်းရဲဘော်များထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းမဆက်တရဲ့လေကြောင်းကနေတိုက်ခိုက်မှုကြောင့်ပြည်သူများနဲ့တော်လိုင်းရဲဘော်များထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးပဲအကြမ်းမဆက်တရဲ့တိုက်ခိုက်ရေးလေရင်များဟာဇက်တိုက်ပြန်ဝဲနေကြတယ်လို့သိရပါတယ်။ ရှင်းရနေ့ည7:00နာရီကျော်နဲ့7:00နာရီကြားကတပိတ်ချင်းမြို့နယ်အတွင်းကရွှေလုတ်ကွက်တွေတဲကိုကျဲချသွားတာ9:00နာရီကျတော့စင်ကူးမြို့နယ်ကကံတောင်ရွာကိုကျဲတာကံတောင်ကိုစစ်တပ်ကနှစ်ချိန်ကျဲတာလို့သိရတယ် အထီးကအကြဆုံးများတယ်လို့လည်းသိရတယ်ဘယ်နှယောက်ထိသွားလဲဆိုတာတော့မသိရသေးဘူးမနေ့ကညအထီးတော့ Jet Fighter တွေကတော့အဆက်မပြတ်ပြန်ဝဲနေတယ်လို့ The Beijing Revolution TR ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အလားတူပဲမန္တလေးတိုင်းမိုးကုံမြို့ကိုလည်းအကြမ်းမတ်စစ်တပ်ကဇန်နဝါရီလ10ရက်နေ့မှာ112 layer နဲ့ဘုံးဒီအလုံး20လာရောက်ပြီးတော့ကျဲချတိုက်ခိုက်ခဲ့ကြောင်း TNL ကပြောဆိုထားပါတယ်ဇန်နဝါရီလ10ရက်နေ့နေ့လယ်7:50မိနစ်ကနေပြီးတော့တနာ20မိနစ်အချိန်အထိအကြမ်းမတ်စစ်တပ်ကမိုးကုံမြို့အတွင်းမှာရှိတဲ့ဂေါက်ကွင်းကိုဘုံးဒီ14 လုံးနဲ့မစိုးရင်ကြောင်းတိုက်ကိုဘုံဒီ၅လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာနေအိမ်၅လုံး၊ဖုံကြီးကြောင်းတစ်ကြောင်းနဲ့မော်တော်ယာဉ်တစ်စီးထိခိုက်ပျက်စီးခဲ့ပြီးတော့ဒေသနေပြည်သူများကတော့ထိခိုက်သေးဆုံးမှုမရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးတရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ